ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ဒါ recap ကနေပြန်လေးပြချလိုက်ပါတယ်အဲ့တော့ recap ကိုရတာကျွန်တော်လက်ရှိမှာဒါကျွန်တော် Manchester United ဘက်ကလို့ဘောနော Tottenham Hotspur ညမှာပဲကျွန်တော်တို့ AC ပြောကြပါဘောနော်အိတ်ခံဒီလေး တော့တော်တန်ဟော့စပါသင်းမဟုတ်ဘဲနဲ့ဒါမန်ချက်စတာယူနိုက်တက်ဘက်ကကြည့်မယ်ဆိုရင်ဒီနေ့ပွဲစမှာယူနိုက်တက်ကဘာရင်းလို့လဲယူနိုက်တက်ကတော့ကျွန်တော် recap လုပ်မယ်ဆိုတော့ဂျားပွဲမှာဘာမှမရှိဘူးအဲ့တော့ဒါကျွန်တော်တို့စပါနဲ့ပွဲစဉ်တစ်ခုပဲ focus လုပ်စရာရှိတယ်ပေါ့နော်အဲ့တော့ဒီလက်ရှိမှာယူနိုက်တက်အသင်းနဲ့ဒါတချို့ကြားလဲပြောကြတယ်ဆိုကြတယ်ပေါ့ဒီနေ့ပွဲစမှာယူနိုက်တက်အသင်းနေနဲ့ဒါခါတိုင်းဒီနောက်ပိုင်းဖြစ်နေတဲ့ problem တစ်ခုဆက်လက်ပြီးတော့တွေ့လာခဲ့ရတယ်လို့ပြောလို့ရတယ်ပြီးတော့ဒါကျွန်တော် Benjamin Sesko ရဲ့ issue တွေပြီးတော့လက်ရှိမှာလက်မခံခြင်းနဲ့လက်ခံရမှာဒါကျွန်တော် cancel by issue တွေကလက်ရှိမှာဆက်လက်ပြီးပြောစရာကြီးဖြစ်လာခဲ့တယ်အဲ့တော့ let's talk about it ဘောနော်အဲ့တော့ Ruben Amorim ရဲ့ philosophy ကလက်ရှိမှာငါးဘွဲကံပြီးတော့ငါးဘွဲရှုံးဝဲမရှိဆိုတဲ့ဥစ္စာလေးတစ်ခုကိုတော့အကောင့်ဘက်ကစပြီးမြင်လာခဲ့ရတယ်။ဒါပေမဲ့ဒီနေရာမှာဒါကျွန်တော်ဒီနေရာမှာဂိုးသမားကိုလည်းမတရားချီးကျူးရမယ်လို့ပါတယ်။ကျွန်တော်ဒီညမှာဂိုးသမားအစာပြီးစာပြောမယ်ပေါ့နော်အဲ့တော့ Sunday Lemons ကိုကျွန်တော်ကြည်ပုံရတခါခါကြာရင်ကျွန်တော်တွေးမိတဲ့ချက်ရှိတယ်ကျွန်တော်ရှေ့မှာလည်းခဏခဏပြောပြတဲ့ချက်ရှိကျွန်တော်ဒီဂိုးသမားနဲ့ပကြံနဲ့ပတ်သက်တာလည်းကျွန်တော် modern ဆိုတဲ့ဥစ္စာကျွန်တော်ခဏခဏနားလေတယ် modern strategy modern 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 ဆိုတဲ့ဥစ္စာကျွန်တော်ခဏခဏနားလေမှုတဲ့တည်းမှာပါတယ် ိုင်းမဲ့ဂူသမားနဲ့ပတ်သက်ကျွန်တော်မော်ဒန်မှာကျွန်တော်နားမလည်ဘူးဂူသမားနဲ့ပတ်သက်ရင်ကျွန်တော်ကောင်းတယ်မှာတစ်ခုပဲရှိရဂူသမား short stopping ကောင်းအောင်မယ်ကိုယ်တော့မှ6တောင်းနဲ့ကောင်းတာโอเคအစ်စ်လေးပေါ့ဒါကျွန်တော်ခုနပြောစောင်းတိုင်းတချင်းလို့ပဲဒါအစ်စ်လေးအစ်စ်အစ်စ်လေးပုံစံမျိုးပေါ့เนาะအဲ့တော့ပြောနေတာဗျာတိလားဟို Settlement Mess အနေနဲ့ဒါကျွန်တော်တို့ဘာဖြစ်နေလဲဆိုတော့ကျွန်တော်တို့ United မှာဒါ David De Gea နောက်ပိုင်းမှာကိုကိုလက်နဲ့ပုံနိုင်တဲ့ကိုယ်တော့မှတွေးလိုက်လို့ဖြစ်သွားတယ်ပေါ့အဓိကခုနပြောတဲ့ဒါပဲ At the end of the day မှာနေ့တစ်နေ့ကုန်ဆုံးသွားတဲ့အချိန်မှာကိုယ်တော့မှကိုဖတ်ရမယ် သူ့ဘာသူဂိုးသမားဘယ်လောက်တဲဟို60 guide ဒါကျွန်တော်ကန်နေတယ် I don't care ဂိုးသမားဂိုးသမားလို့လို့အောင်ဟုတ်တော့ ဂုသမဂုသမလို့လောက်အောင်လို့လောက်ဒီနေ့ဘုသမဘယ်လောက်ဒီရေးပါလဲဥမာဒါကျွန်တော်တို့လက်ရှိမှာတော်တန်ဟော့စပါတင်ရဲ့ဂုသမဒါဗီကာရီနဲ့ရှော့စတော့ပင်းမှာကောင်းနေဆိုမဲ့ဒီနေ့ဘုသမရှော့အောင်တာဂက်နှလုံးရတယ်နှလုံးလုံးစပါတင်ဂုသမငုတ်တွေ့ရကြည့်တကယ်တည်းမှာပါတယ်ပထမလုံးဝထားပါဒုတိယကလုံးကသူ့အနေနဲ့ဖမ်းပြီးတင်းနေတယ်မှာပါတယ်ကျွန်တော်အနေနဲ့မြင်တယ်အခုနဘုသမတခါကြရင်ဗျဟိုဂုသမတွေရဲ့အလုပ်ကဦးနာနာခမကျွန်တော်တို့တက်ရှိဒီနောက်ပိုင်းမှာတက်တီကယ်တမ်းတွေအရာခဏခဏပြောကျွန်တော်ပြပြောသူပဲဂုသမအမေမချောင်းနဲ့ဘယ်လောက်ကံကံကတော့ငါဆောက်ကြည့်မစဲငါဂုသမငါဂုသမငါလက်နဲ့ပုတ်တာတိုက်ကြိုက်တယ် ဟုတ်တယ်လေဂိုသမားနောက်ဆုံးကြတာပါနေ့တနေ့ကုံဆုံးသွားတဲ့အချိန်မှာဂိုသမားအနေနဲ့သူဘာလုပ်အောင်သူ့ရဲ့ဒါကျွန်တော်တို့ဂိုးပေါက်ကိုလက်နဲ့မဝင်အောင်ကာကွယ်၆လောက်သုံးရတာလည်းမှန်တယ်ဘလို့မှုချင်မှာ၆လောက်သုံးလက်ခံတယ်ဒါပေမဲ့ခုနကဂိုးသမားတယောက်ကဂိုးဂိုးပေါက်တွေကိုဂိုးမဝင်ဘူးတော့အဓိကစူးစမ်းမှာသူ့ရဲ့ဆောက်လုပ်ပဲသူ့အနေနဲ့ဒါကျွန်တော်တို့နောက်တဲ့ဂိုးသမားအနေနဲ့ဒါကျွန်တော်တို့ဘေးလက်မှာဘလောက်ကောင်းကောင်းဘေးလက်ကောင်းအောင်ဒါနောက်တဲ့နေ့ရှင်းကွင်းနေနေတာမျှယူရတယ်နောက်ကျွန်တော်ပြောတာဂိုးသမားဒါဆိုလက်မြန်မြန်နဲ့ပေးလိုက်ဒါမှခုနကပုံ၆လောက်မြန်မြန်နဲ့ပေးလိုက်ဒါပဲအရေးကြီးတာအဲ့တော့ ဆရလမ်မဲစ်ကို United အတင်ဒါဒီနှစ်မှာပြောင်းလဲပြစ်နိုင်ခဲ့တာကအင်မတန်မှမှန်ကန်တဲ့အပြောင်းလဲမှုတစ်ခုလို့ကျွန်တော်ရဲ့ပုံကိုရေးရမှာကျွန်တော်တို့လုံးဝမြင်ပြီးရတယ်မှာပါတယ်ဒီပြောင်းလဲမှုကတော်တော်လေးကိုတည်ကြတဲ့ပြောင်းလဲမှုတစ်ခုလို့လည်းကျွန်တော်လည်းမြင်တယ်ဒါဆက်တယ်တော့ဆရလမ်မဲစ်တွေလည်းဒါပေမဲ့ခုနကနောက်တစ်ခုဆက်ပြီးပြောရမယ်ဆိုရင်နံပါတ်1ဂူသမာဖြစ်ဖို့အတွက် ready ဖြစ်ပြီလား အဲ့ဒီအတွက်တော့ကျွန်တော်အနေနဲ့100%ကျွန်တော် agree မဖြစ်သေးဘူးသူအနေနဲ့သူ improve ဖြစ်ရမှာဒါပေမဲ့ဥနာပေါ် United အသင်းနဲ့ဖြစ်နိုင်မယ်ဆိုနံပါတ်1ကုသမားအနေနဲ့ဒါ commanding ဖြစ်နိုင်တဲ့ Sun Elements နဲ့လက်ရှိမှာ commanding မဖြစ်တာတော့မဟုတ်ပဲ Sun Elements ကလူ A ကုသမားလူ A ဖြစ်လို့မရဘူးအခုချိန်မှာဥနာပေါ်ကျွန်တော် modern football လောကဘာညာဆိုတော့ကုသမားဘယ်တော့မှလူ A ဖြစ်လို့မရဘူး ကိုသမသူ့ရဲ့ခံစစ်စီကလည်းအမြဲတမ်း demanding လုပ်နေရမယ်ကိုသမဖြစ်ရမယ် maybe seven seven man ကခုလက်ရှိမှာဒါကျွန်တော်ရောက်တာမှာပူပူလောလောရှိသေးလို့ဒါအဲ့လိုမျိုးဖြစ်တယ်ဆိုတော့မျိုးရဟုတ်တယ်ဟုတ်မှာဒါပေမဲ့နောက်တစ်ခုအနေနဲ့ထပ်ပြီးပြောမယ် United ခံစစ်ပန်းကျွန်တော်စပြီးပြောမယ်ခံစစ်ပန်းကဟုတ်ဘယ်လိုလို့ရှိမှာမဟုတ်သေးဘူးအခုချိန်ဒီ United ခံစစ်ကဒါကျွန်တော်တို့ clean sheet ရသွားတဲ့ပွဲစဉ်နည်းနည်းလေးကလွင်အခုချိန်ဒီ United ခံစစ်ပန်းကပောက်ကြရကူတွေပြီးနေရတော့ Tottenham Hotspur သွင်းထားတဲ့နှစ်သင်းလုံးက United ခံစစ်ပန်းနဲ့ prevent လုနိုင်ခွင့်80%လောက်ရှိတယ် ပထမဆုံးအတွင်းကိုဒါကျွန်တော်တို့လက်ရှိဒါဥဒိုဂီပေးပြီးမတီးယက်စ်တဲကန်သွားတယ်လို့ဒီနေရာမှာခံစင်မှုတွေပို့ပြီးတေကြမယ်ဆိုရင်ပို့ပြီး defensive midfielder တွေပို့ပြီးတော်ခဲ့မယ်ဆိုရင်အဲ့ဒီလုံကကိုးစရာအကြောင်းမဖြစ်ဘူး။ဒီရံအကြောင်းလည်းလာမယ်ပေါ့နော်။ပြီးတော့ခံစင်မှုတွေအဲ့တော့ဒီလေးတို့ဘာလို့အနေနဲ့သူတို့ဘာသူတို့အဆင်ပြေတာမှန်မဲ့အရင်တုန်းကတည်းက IS ကဒီလေးပုံစံမျိုးကျွန်တော်မတွေ့ရသေးဘူး Juventus ကပဲခေါ်ပြီးဖြတ်စည်းလိုက်လာတာမသိဘူးပေါ့နော်ဒါပါအဲ့လက်ရှိမှာဒီလေးနဲ့ပတ်သက်ပြီးဒါကျွန်တော်တို့ဟို Juventus ကလည်းအဲ့လောက်မဆိုးပါဘူးဒါကျွန်တော်တို့ဟိုဟာဟိုမှာတိုင်ပတ်သွား Bayern Munich မှာတိုင်ပတ်သွားအဲ့တော့ ဒီလင်းနဲ့ပတ်သက်ပြီးတော့ခန်းစစ်၃ယောက်မှာအဓိကမကွာရပဲမကွာရအနေနဲ့လက်ရှိမနေ့လေးချိန်ငိမ့်နေပြဿနာဆရာသမားခေါင်းကြီးကတခါကြကြင်ဘယုဒုက္ခလောက်တက်တဲ့စောက်ကျင်လေးရှိတာလွင်လက်ရှိခန်းစစ်ပိုင်းနေတဲ့မှာဆိုတော်လေးမဆိုးနဲ့ကျွန်တော်အနေနဲ့ပါစရီးပြလူရှောကိုနီးပြနေဘာဒီဘလူကြိုက်တယ်ကျွန်တော်လည်းနားမလဲလူရှောအနေနဲ့အခုချိန်မှာဒါတစ်ဖက်ကညံနေဆိုတဲ့ကစားသမားကိုလည်းမထိန်နိုင်ဘူးနှိမ့်တယ်ဆိုတဲ့ကစားသမားကိုလည်းမထိန်နိုင်ဘူး finishing မကောင်းတဲ့ကစားသမားကိုလည်းမထိန်နိုင်ဘူး finishing ကောင်းတဲ့ကစားသမားကိုလည်းမထိန်နိုင်ဘူးအဲ့တော့ လူချောနဲ့သူ့ရဲ့ natural position မို့တဲ့ LCB ကစားနေရသလားမသိဘူးနော်ဒါ Lisandro Martinez သာပြန်ပါလာမယ်ဆိုရင်တော့ဒီနေရာကိုဒါကျွန်တော်ပြန်ကောင်းသွားနိုင်တယ်ဆိုတဲ့အနေဒါတကူကျွန်တော်တွေ့ရင်တွေ့ရနိုင်တယ်အခုတော့မဟုတ်သေးဘူးအဲ့တော့လူချောအနေနဲ့ LCB မှာဘယ်လိုနည်းနဲ့မှအဆင်မပြေဘူးကျွန်တော်ရဲ့ပုံကူရေးရမှာအဲ့တော့ cancel ဘက်မှာလက်ရှိမှာ live uh sorry united အသင်းနေနဲ့ဒါကျွန်တော်တို့ personally ရာ ယူရိုကိုသုံးတယ်ယူရိုအနေနဲ့လက်ရှိမှာသူ့အနေနဲ့တချို့ movement မကောင်းဘူးဆိုတော့ကောင်းလေးရတာလိလာဖို့တော့အများကြီးလိုသေးတယ်တချို့ movement တွေမှာဒါယူရိုအနေနဲ့ရက်ကြည့်နေတဲ့ movement လေးတွေရှိတယ်ဒါပေမဲ့သူ့ရဲ့ progressive carry တွေကယူရိုကအင်မတန်မှကောင်းတယ်ဒါပေမဲ့ခုနကပြောသူပဲ modern football လောက movement နဲ့ဒါကျွန်တော်ခမရလီဖိဖိလေးနဲ့ပြန်တွေ့ကြအောင်ခံစင်မှုကခံစင်မှုလောလောသူက progressive carry block block line breaking block ကောင်းကောင်းအဓိကခံစင်မှုကတစ်ဖက်အသင်းလာတဲ့ဘောလုံးကိုဖြတ်ထုတ်ရမှာသူ့ရဲ့တာဝန်အဲ့ဒါကလက်ရှိအဲ့တော့ ခံစစ်၃ရောက်တက်မှာ United အသင်းနဲ့ခုချိန်ထိတော့ကျွန်တော်ပြင် personal မြင်မှာဆို Ruben Amorim သူ့စိတ်ကြိုက်မတွေ့သေးဘူးလို့မြင်တယ်။ Lucio ရဲ့ LCB မှာပဲ name အဆင်မပြေမဲ့သူ့အနေနဲ့တုံးနေရတော့မယ်။ Lisandro Martinez ပြန်ရောက်လာမယ်ဆိုတော့ United ရဲ့ခံစစ်တန်းကဘာဒီဘလူးဖြစ်သွားနိုင်မလဲဆိုတာကိုတော့ဆက်လက်ပြီးတော့ကျွန်တော်အနေနဲ့စောင့်ကြည့်ရမယ်လို့ပြောရမယ်။ကွင်းလေပိုင်းဒါကဒီနေ့ရတာကျွန်တော် United ရတာကျွန်တော်တို့ဆွေးနွေးမှုများပဲဆွေးနွေးမှုအများဆုံးရပဲ။အဲ့တော့ ကွင်းလင်မှာ Bruno Fernandes AM ကိုထည့်မတော်ဘဲနဲ့ DM နဲ့ CM မြန်မာ Casemiro အကောင်းဆုံးကစားသမားဒီအသက်အရွယ်အကောင်းဆုံးကစားသမားဖြစ်နေပြီဆို United ကွင်းလင်လူဦးရေကအင်မတန်မှနင်းနေပြီဆိုတာပြောလို့ရမယ်တော့မပါဘူးဒီနေ့ပွဲစံမှာလုံးဝ game changing ဖြစ်သွားတာ Casemiro ကိုထုတ်လိုက်ခြင်းပဲစပါးအသင်းရဲ့ကွင်းလင်ပျောက်ဆုံးနေခြင်း Casemiro နဲ့အများကြီးသက်ဆိုင်တယ် တွေ့လက်ရှိမှာကျွန်တော်တွေ့ရတဲ့ Mickey Van Der Ven ပြေးထွက်သွားဖို့အတွက်ကြိုးစားတဲ့အချိန်မှာဒါ Casemiro ကိုတိုင်ရေးရဲဝင်ဝင် stop လုပ်ခဲ့တယ်။လူငယ်တွေရက်တီရက်ကြီးနေချိန်မှာအဲ့တော့ Casemiro အနေနဲ့သူ့ရဲ့သဘာနဲ့ဝါကူမှသူပြတ်ထဲ။ဒါကြောင့်မို့လို့ United အသင်းရဲ့ဒါကျွန်တော်ဘာလို့လက်ရှိမှာစာရုပ်တက်တန်းတက်နဲ့ထပ်တိုးဖို့ကြိုးစားလဲဆိုတာမျိုးအဖြစ်ဖြစ်တယ်။ United အသင်းကဒီနေ့မှာဘာလို့မို့ဘာလဲပေါ့အသေးချေခေါ်ယူခြင်းပြီးလာမယ့်နေရာဒီမှာ Adam Warden တို့လူကောင်းပြုကိုဘာလို့ခေါ်ယူခြင်းလဲဆိုတော့ Casemiro ကတတ်သေးပဲ။အခုလက်ရှိမှာကာစမဲရိုနေရာကိုနင်လားငါလားဟိဝင်ဆော့ရဥကာတီဥကာတီဝင်လိုက်တဲ့အချိန်မှာဥကာတီကဂိုးလက်ဂိုးလုံးရဲ့ဒါကျွန်တော်ပြအပြစ်အပြစ်သားဖြစ်သွားပြီ ဟုတ်ပြီတော့ဥကာရီနဲ့ဒုတိယအလုံးမှာဒါကျွန်တော်လက်ရှိမှာခါတိုင်းလူသေးချနေတဲ့ကောင်ကအိုဒိုဘက်ကိုဒါလိုက်ပြီးဆွဲပြီးအင်းရင်အင်းရင်လုပ်ပြီးအိုဒိုဘက်ထွက်ပြေးသွားတယ်။သူနဲ့100%အပြည့်ဝမဆိုင်မ80%ခန်းတော့အိုဒိုဥကာရီမှာဒုတိယအလုံးဥကာရီဒါကျွန်တော်ငုတ်တုတ်ကြီးရက်ကြည့်နေပြီးကျွန်တော်ဒါလူကိုကကိုလူကျွန်းလူကျွန်းထောင်ချောက်ကိုဖမ်းပေးထားမှမသိဖမ်းပေးထားမှမသိနဲ့အဲဒီလုံးကိုပြေးလိုက်အဲ့တော့ဥကာရီအနေနဲ့လက်ရှိမှာ United အသင်းဒါကျွန်တော်တို့ ်ဝယ်ယူတဲ့ဝယ်ယူမှုတွေမှာခုနကပိုင်း purchase တွေမှာတော်တော်လေးကိုအဆင်မပြေတဲ့ purchase ကဥကဒေးလို့ပြောလို့ရမယ်။သူ့အတူတူကျွန်တော်တို့သားသက်သမားဘာညာလို့ပြောလို့ရတယ်။အသားသက်သမားဒါကျွန်တော်တို့ဟိုကောင်ပါ။ listen ဗလာမဲ့ဘလူးပြောကွင်းလယ်မှာဥကဒေးကဘလူးမှာဆက်။အဲ့တော့ United အသင်းနဲ့ဘာလို့ DM ကိုဝယ်ချင်လဲဆိုတော့ Casemiro ကဘာမှမဟုတ်ပဲဒါ rating တွေသွားမကြည့်နဲ့ခမ rating တွေကဖွက်ချတယ်။အသင်းသက်သက် engine ကိုတိုင်အောင်ဖြစ်လို့အသက်ရွယ်သားကျွန်တော်34နဲ့35နဲ့မှာ။ အဲ့တော့ United ကွင်းလေးဖြစ်ပေါ်အဲ့တော့ Bruno Fernandes ကနောက်ပိုင်းပွဲစဉ်မှာသူ့နေနေတာကျွန်တော်တို့ဆက်ပြီးတွေ့လေဒါပေမဲ့ကျွန်တော် personal ကျွန်တော်တို့က Bruno Fernandes ရဲ့အမြင့်ဆုံးပုံစံမျိုးကျွန်တော်ခုထင်ပြီးတော့ဘာလို့ဆို Bruno Fernandes က AN ဖြစ်တယ်အခုချိန်မှာသူ့နေနေ CM ကြီးစောတယ်သူသူ့ရဲ့ potential output ကြီးကို limit လောက်ထားလို့ကျွန်တော်အများနဲ့ခံစားရတယ်တကယ်ဖျားဆိုကျွန်တော်အဲ့လိုခံစားရနေရတယ် win back အခုချိန်ကြီးကျတော့ Pedro Drogua ထားပါဒါကျွန်တော်တို့မတိမ်မရင်ဆိုတဲ့အနေအထားဖြစ်တယ် United အသေးနေနေအခုချိန်ကြီး ရူဘင်အာမိုရင်းကိုဝင်းဘက်ကောင်းကောင်းဖက်ဆလတိတ်မလုပ်နိုင်ဘူးဒရိုကူကိုဝယ်ပေးထားတာမှန်ပဲဒရိုကူကလက်ရှိမှာပြန်ကြည့်မယ်ဆိုရင် second hand rate တောက်ပဲရှိမယ်တကယ်တော့ဝင်းဘက်ကောင်းကောင်းရူဘင်အာမိုရင်းလိုချင်တဲ့ personality ကအရင်လုံးဝမိုက်မဲ့ကစားသမားမျိုးရူဘင်အာမိုရင်းမရှိသေးဘူး တော့ဒီ philosophy အသက်မဝင်တာလဲမပြောနိုင်လေဆိုတဲ့စကားလုံးကိုကျွန်တော်ဒီညမှာလွယ်လွယ်ကူကူပြောလို့ရသွားပြီ right wing back နဲ့ left wing back ပါညာဆိုတဲ့ဥစားမူတာအတိတ်ကလည်းတော်တော်လေးကိုအားနေနေအဲ့တော့လက်ရှိမှာ united မှာရှိတဲ့ wing back တွေတရားမှာဒါကျွန်တော် ruben amorin ဆန်တော့မှမရှိဘူးကျွန်တော် sporting ပွဲတွေနှစ်ပွဲသုံးပွဲလောက်ကြည့်ပူတာတော့မှဒီသူ့ရဲ့ wing back တွေဒီ wing back တွေဆိုင်အများကြီးကောင်းနေတယ်လို့မြင်တယ်အဲ့ဒါကလည်းရှိဝင်ဘက်တွေရဲ့ problem နောက်တစ်ခုက tight set tight set ကကျွန်တော်နေဘာမှတိတ်ပြီးပြောစရာမရှိမှနှစ်ယောက်ကိုပြောဖို့ရှိတယ် Matthew Wes ခုနကပထမအောင်လို့ပြောရမယ် ခွန်ညာအနေနဲ့လက်ရှိမှာဒါတဖြည်းဖြည်းနဲ့ဒါကျွန်တော်တို့ဒိုကုဒါစီတီကိုဆက်ရောက်တုန်းကပုံစံမျိုးနဲ့ဆင်လာခဲ့တယ်။အတိုးလို့ဒီကောင်းနဲ့လူကျော်ဂျန်နရယ်ကောင်းမဲ့အမ်ဘော်ဒါမှာတော်တော်လေးကိုအားနေတယ်။ဒါကိုသူ့အနေနဲ့ပြင်လာတယ်။သူ့အနေနဲ့ဒါဟူတုံးကအမ်ဘော်ဒါတအားကောင်းတဲ့ကစားမှာအဲ့ဒါကိုပြင်နိုင် ခေါညာက United အတွက် M1 မှ2.0ဖြစ်သွားမယ် M1 ဘူကပြောစရာမလိုဒါ Brentford က M1 ဘူပုံစံမျိုးပိုတော့ကောင်းတဲ့ M1 ဘူတစ်ခုနေနဲ့တွေ့နေရတဲ့တည်းမှာပါတယ်ခေါင်းတိုင်မလားဂိုးသွင်းမလားကြိုက်တာလို့သူအကုန်လုံးပြရတဲ့တည်းမှာပါ M1 ဘူကလက်ရှိမှာလုံးဝအရေးပါကစားသမားမြင်တယ်အာမက်ဒီယာလောလက်ရှိနောက်ပိုင်းပွဲစဉ်မှာခြေပြန်တက်လာတဲ့နီးပြကနေရာမှန်သုံးနိုင်မယ်ဆိုရင် Sasco ကလက်ရှိမှာသူ့အနေနဲ့ကျွန်တော်တို့ white land ပုံစံမျိုးခက်ဆန်ဆန်ဖြစ်လာခဲ့တယ်။ဒါပေမဲ့ Sasco ကတော့အချိန်နည်းနည်းပေးဖို့အတွက်လူတွေလို့ကျွန်တော်အနေနဲ့မြင်တယ်။နောက်ဆုံးတစ်ခုနဲ့ပြောရမယ်ဆို Joshua Zigzi ဒီအသေးရဲ့ဒီပုံစံမှာ Zigzi ကို ်ဖော်မဝင်ဘူးလို့ဒီပြတွေးတာကျွန်တော်တော်တော်လေးကိုစဉ်းစားရခက်တယ်ဇီဂီနီနဲ့ကျွန်တော်ပါဆယ်မြန်မာခွန်ညာပဲဖြစ်အာမက်ဒီယာလိုပဲဖြစ်အမ်ဝမ်ဘူပဲဖြစ်ဒီကစားသမားတွေကိုသူ့ရဲ့ဝင်းနေရဲ့ဝေါ့ဂရိတ်ကြီးကိုတိုးပွားနိုင်အောင်အများကြီးလုပ်ပေးနိုင်တဲ့ကစားသမားကိုကျွန်တော်အနေနဲ့ပုံကူကြီးရမြင်တယ်အဲ့တော့ကျွန်တော်အနေနဲ့ဒါတော့ကျွန်တော်အမြင်ပဲဖြစ်တယ်။လောက်ပါပဲ။ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျေးဇူးတင်ပါအောင်ကုညီလို့ရအောင်။အများကြီးလည်းကလစ်ဖို့မမေ့ကြပါနဲ့။ဟုတ်မြင်မြတ်ကလစ်မှာမြင်မြန်နိုင်ဖြစ်ပါတယ်။အားလုံးပဲကြည့်တို့မှာလည်းကောင်းမွန်သောဒီနေ့ဖြစ်ပါစေ။စုမွန်ကောင်းတောင်းပေးနေပဲ။ကျွန်တော်တို့ညောင်းမှာအေးအေးဆေးတူကြတာပေါ့။ Ti voglia.